ုတ်ကဲ့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ sticker လီးတဲ့အခါကျွန်တော်တို့ဒီလိုမျိုးဓာတ်ကင်ကျွမ်းကျင်မှုအတွက်ဘလို practice လေးတွေလုပ်ရမယ်ဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပရမဆုံးအနေနဲ့ကျွန်တော်တို့ sticker လီးတဲ့အခါမှာကျွန်တော်တို့လက်ညှိမှုနဲ့နောက်တစ်ခုကကျွန်တော်တို့တိတိကျကျကျွန်တော်တို့ sticker လီးနိုင်မှုအတွက်ဆိုရင်တော့ကျွန်တော်တို့ပရမအုံဆုံးအနေနဲ့ကျွန်တော်ဘလို၄ကျင်ကန်လေးလုပ်ရမလဲဆိုရင်နံပါတ်1အနေနဲ့ကြာရင်ကျွန်တော်တို့ကအဲကျွန်တော်တို့ဒီဓာတ်ပေါ့ဗျာဥမာဓာတ်ဓာတ်ပဲဆိုပါစို့ဒီဓာတ်ကိုကင်ပြီးတော့ကျွန်တော်တို့ကအခုလိုမျိုး ပေါ်အောက် line လေးတွေပေါ့ဗျာဒါမျိုးလေးတွေကိုကျွန်တော် sticker နဲ့ကျွန်တော် legend မို့လို့မယ်ဒီလိုလက်ဒီလိုပုံစံမျိုးအနေနဲ့ပေါ့ဗျာဒါတော့မှသာကျွန်တော်တို့တွေက sticker လီးတဲ့အခါမှာအာဒီလိုမျိုးဖြောင်ဖြောင်တန်းတန်းနဲ့လီးလီးနိုင်မယ်ပေါ့အဲနောက်တစ်ခုကတော့ဒီလို line ကိုကျွန်တော်တို့ legend ပြီးွားရင်ပုံစံကတော့ဒီပုံစံပဲဒါပေမဲ့လက်ကတော့ဒီလိုအနေဟန်ထားနိုင်လေကျွန်တော်တို့ legend မို့လို့မယ်အဲဒီလိုဆိုပါတို့ဗျာ ခုလိုမျိုးဒါမျိုးလေ့ကျင့်ရင်တော့ကျွန်တော်တို့ဒီ line တွေပါညာရင်ကျွန်တော်တို့ဓာတ်နဲ့လှီးတဲ့အခါမှာကျွန်တော်တို့ဟိုပေဒန်နဲ့လှီးတယ်လို့မျိုးညီတဲ့အညီမျိုးထိကိုရနိုင်တယ်ပေါ့ဗျာဒါကတော့ practice များများလုပ်တဲ့အခါကျရင်ပို့ပြီးတော့သိတာလာလိမ့်မယ်အဲနံပါတ်1အနေနဲ့ကတော့ကျွန်တော်ကတော့အခုလိုမျိုးကောက်ကြောင်းလေးတွေပေါ့အခုလိုမျိုး line လေးအတွန့်လေးတွေကိုကျွန်တော်အာ practice လုပ်ဖို့အတွက်အကြံပြုခြင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကောင်တွေကကျွန်တော် ဓာတ်နဲ့ကင်ပြီးတော့အခုလိုလီးတဲ့ခါမျိုးကြရင်တွန့်ဝါးတာစောင်းဝါးတာပဲဖြစ်နေတယ်ပေါ့နော်အခုလိုမျိုးအဲဒီလိုမျိုးတွေတွန့်ဝါးပြီးကိုကမထိန်းနိုင်တဲ့ခါဒီမှာအောက်ကစေးသားရေးပါညာထိဝါးတာလို့ပါတော့ဖြစ်နိုင်တယ်အဲ့အတွက်ကျွန်တော်ကတော့ second time အနေနဲ့ဆိုရင်တော့ဒါအခုလိုမျိုးဒီအတွန့်လေးတွေကိုလေ့ကျင့်စေခြင်းနဲ့အဲဆောနာအတူတူပဲကျွန်တော်တို့ကဒီလိုပုံစံမျိုးတည်းလေ့ကျင့်ပြီးွားရင်တော့ကျွန်တော်ဒီလိုပုံစံမျိုးလေးကိုလည်းကျွန်တော်တို့လေ့ကျင့်ဖို့လိုမယ်ဥပမာဒါကိုကင်ပြီးတော့ကျွန်တော်တို့အခုလိုမျိုးအဲ handle ကင်ပြီးတော့ဒီလိုဘယ်လိုသွားရမလဲအဲဒါမျိုးပေါ့ဗျာ အဲကျွန်တော်တို့အခုဒါ stake အပေါ်မှာမဟုတ်တော့ကျွန်တော်အခုလီးရင်တော့မှကျွန်တော်တို့လေ့ကျင့်ခန်းလုပ်နေတော့မှအခုလိုမျိုးကျွန်တော်တွန့်တာခောက်တာဖြစ်တယ်ပေါ့ဗျာအဲအဲ့လိုမဖြစ်အောင်ဆိုရင်ကျွန်တော် DR ကို practice များများလုပ်ဖို့လိုတယ်အဲနောက်တစ်ချက်အနေနဲ့ကျကျွန်တော်တို့ဒီလိုပုံစံမျိုးလုပ်ယူပါရင်တော့ကျွန်တော်ဒီလိုတောင်ချွန်းလေးတွေပုံစံမျိုးပေါ့ဗျာလေ့ကျင့်ရမှာဒါကိုကင်ပြီးတော့ကျွန်တော်တို့ကအခုလိုမျိုးပဲဒီလိုပုံစံတစ်ချက်တော့ဒီလိုပုံစံတစ်ချက်တော့ဒီလိုပုံစံတစ်ချက်တော့ ဘာကြောင့်ဒီဟာကိုကြင်ကန်ရလဲဆိုရင်ကျွန်တော်တို့ကဓာတ်ကိုင်တဲ့အခါအခုလိုမျိုးထောက်ပြီးွားလို့ဒီဘက်ကိုလှည့်လိုက်တဲ့အခါဒီအပေါ်မှာကျွန်တော်တို့ကအားအယံများွားပြီးဆိုရင်ကျွန်တော်တို့ကား body ပဲဖြစ်ဖြစ်ကျွန်တော်တို့အောက်ခံတခုခုမှာလှည့်ရင်အောက်ခံနေရာကိုထိသွားနိုင်တယ်ပေါ့ဒါအချွန်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်အခုလိုမျိုးလှည့်တဲ့အခါကျွန်တော်တို့အားနဲ့ဖိပြီးရောလုံးမိလိုက်တာမျိုးဖြစ်နိုင်တယ်ပေါ့ဗျာအဲ့အတွက်ဒီကောင်လေးတွေကျင့်တဲ့အခါကျကျွန်တော်တို့ဟိုတောင်းအချွန်လေးပိုင်းကျွန်တော်လှည့်တဲ့အခါကျဒီအောက်ခံမှာ ဥမာကားပေါ်မှာဆိုလဲကားပေါ်ကြီးစေးသားမထိအောင်လဲကျွန်တော်လုတ်ပေးလို့ရတယ်။နောက်တစ်ချက်အနေနဲ့ကတော့သူ့လဲအိုက်တမ်းမှာကျွန်တော်ထောင်လိုက်လုတ်ပြီးွားရင်အလျားလိုက်လဲဒါမျိုးပြန်ပြီးလေ့ကျင့်မှုလို့မယ်။လက်ကိုတော့ဒီဇိုင်းထားပြီးရောပေါ့ဗျာ။ဥစောနာကျွန်တော်လုတ်ပြတယ်လို့မျိုးဒါမျိုးလုတ်ဖို့လိုတယ်။အဲဒါပြီးွားရင်တော့တစ်ချက်အနေနဲ့ကျွန်တော်ကျွန်တော်တို့ဆက်ဝိုင်းလေးတွေဝိုင်းဖို့လိုတယ်။အဲကျွန်တော်တို့ဒီစိုက်ကန်လေးတွေကိုကျွန်တော်တို့ဒီဆက်ဝိုင်းလေးတစ်ခုဝိုင်းဝိုင်းပြီးရင်ကျွန်တော်တို့ကဒီအပေါ်ကနေပြီးတော့ဓာတ်နေပေါ့ဗျာ။ ဒါမျိုးကျွန်တော်တို့ဒီ light light လှီးပြီးတော့လုပ်တဲ့အခါမျိုးじゃကျွန်တော်တို့အဝိုင်းနေပါညာကြီးလဲဝိုင်းတဲ့အခါ ACC wine လို့ရမှာပေါ့ဗျာအဲအခုလိုမျိုးဒီကျွန်တော် step 4 6ခုပေါ့ဗျာဒီ step 4 6ခုကိုကျွန်တော်တို့ကဓာတ်နဲ့ဒီ sticker ပေါ်ဒီမှာကျွန်တော်တို့အချိန်ကြီးများများကြီးင့်လာမယ်ဆိုရင် sticker လှီးပြတဲ့အခါအောက်ခံဆေးသားထိမထိအဲအဲ့လောက်ထိပါကျွန်တော်တို့ကျွမ်းကျင်လာနိုင်တယ်ပေါ့နော်ဗျာဒါကြီးဆိုလဲကျွန်တော်တို့လှီးရက်ကကြာလက်မတုံတော့ဘူးပေါ့အဲ အဲအခုလိုမျိုးဒီပုံစံမျိုးတွေကတော့ဒါကျွန်တော်တို့ဘယ်မှာပဲလှုပ်လှုပ်ကားရဲ့ body မှာပဲလီလီဘယ်မှာပဲလီလီအဲကျွန်တော်တို့တွေကဒီဟာကိုလေ့ကျင့်တာပြီးဆိုရင်တော့ကျွန်တော်တို့ professional စမ်းစမ်းကျွန်တော်တို့ဒီ sticker ဓာတ်ကင်တဲ့ဟာကိုရရှိမှာဖြစ်ပါတယ်အဲဒါလေးကတော့အခုမှစပြီးတော့ sticker ကိုလေးလာနေရလူတွေအခုမှစပြီးတော့ sticker ဝါသနာပါလို့ဘယ်ရစပြီးတော့လေ့ကျင့်ရမယ်မသိရလူတွေအတွက်ဒါကျွန်တော်ပြပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်